မင်္ဂလာပါရှင်ကျွန်မတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ပင်လယ်ရှည်အောက်ကျမ်းပြေကိုဗဟိုပြုပြီးတော့ငလျင်လှုပ်ရှားမှုတိုင်းဟာဆူနာမီမဖြစ်ပေါ်နိုင်ပေမဲ့ကြိုတင်ပြင်ဆင်မှုတွေကြိုတင်စက်တိုက်လေ့ကျင့်မှုတွေဆောင်ရွက်ထားတဲ့လို့မိုးစလာက ထုတ်ပြန်တဲ့အကြောင်းဖော်ပြပေးပါမယ်။ငလျင်လှုပ်ရှားမှုတွေကိုဖြစ်ပေါ်စေတဲ့ပြည့်ရွေတွေအနည်းတစ်ဝိုက်နဲ့မြေရုချက်တိုးဝင်တဲ့ဖြစ်စဉ်တွေဖြစ်ပေါ်စေနိုင်တဲ့ဒေသတွေနဲ့ ကယ်ရန်ဒေတာတွေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ငှက်ရင်ဆူနာမီနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြင်ဆင်မှုတွေကြိုတင်ဇက်တိုက်လေ့ကျင့်မှုတွေကိုဆောင်ရွက်ထားတဲ့အကြောင်းမြို့လူသားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကငှက်ရင်ဆူနာမီတို့နဲ့ပတ်သက်ပြီးတော့လက်တလုံးဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့အေဗလာနေ့ရက်ညပိုင်းကနိုင်ငံပိုင်မီဒီယာကနေတဆင့်အသိပေးထုတ်ပြန်ကြမှာလဲပြောကြားထားပါဗျာ။ ငရေလှုပ်ရှားတာနဲ့ဆူနာမီဟာတခြားသောသဘာဝဘေးတွေလိုဖြစ်ပေါ်နိုင်တဲ့အချိန်ကာလရာသီမရှိဘဲနဲ့အချိန်ကာလမရွေးမှရာသီမရွေးဖြစ်ပေါ်နိုင်တဲ့သဘာဝဘေးတွေဖြစ်လို့အမှန်တကယ်ပဲငရေလှုပ်ရှားမှုဆူနာမီရေလိုင်းကျရောက်တာနဲ့ရင်ဆိုင်ကြုံတွေ့ရရင်တော့ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ကြိုတင်ပြင်ဆင်မှုအစီအမံတွေဆောင်ရွက်ထားကြဖို့လိုအပ်တယ်လို့လည်းမိုးစလာကဆိုထားပါဗျာ။ ငရီလှုပ်ရှားမှုဟာကြိုတင်ခံမှန်းတွက်ချက်လို့မရသလိုပဲဆူနာမီကလည်းရေအောက်မှာငြင်းငင်းလှုပ်ရှားတာကြောင့်ဖြစ်ပေါ်လာတာဖြစ်တဲ့အတွက် ကျူတင်ခံမှန်းတွက်ချက်ပြီးလို့မရကြောင်း2025ခုနှစ်ဧပြီလ2ရက်နဲ့ဧပြီလ4ရက်နေ့တွေမှာမြမပင်လေပြင်မှာအင်အားအနည်းငယ်ရှိတဲ့ငလျင်ငယ်နှစ်ကြိမ်လှုပ်ရှားခဲ့ပြီးတော့ဒီလိုပင်လေရေအောက်ကျမ်းပြင်ကိုဗဟိုပြုတ်ပြီးငလျင်လှုပ်ရှားမှုဖြစ်ပေါ်တိုင်းဟာဆူနာမီမဖြစ်ပေါ်နိုင်ကြောင်းလဲမိုးစလာကဆိုပါတယ်ဆူနာမီဖြစ်ပေါ်နိုင်ဖို့ပြည်စုံရမယ့်အချက်တွေကတော့ငလျင်ဟာပင်လယ်ရေအောက်ကျမ်းပြင်ကိုဗဟိုပြုရမှဖြစ်ပြီးတော့ငလျင်ဗဟိုချက်ဟာမြေအောက်အနံ90ကီလို ိုမီတာမကျော်ရသလိုငလီအင်အားကလည်း Richter scale 9ကျော်ရမယ်လို့မူစလာကသိရပါဗျ။ဓာတ်တူငလင်းကြောင့်မြေသားလှုပ်ရှားမှုဟာအထက်အောက်လှုပ်ရှားမှုဖြစ်ရမှာဖြစ်ပြီးတော့လှုပ်ရှားတဲ့ရေအောက်ကျန်းပြင်ဧရိယာကကျယ်ပြန့်ရမယ်လို့လဲဆိုပါရယ်2025ခုနှစ်မတ်လ28ရက်မှာလှုပ်ရှားခဲ့တဲ့ငလင်းဟာအင်အားပြင်းထန်ပြီးတော့ဗဟိုချက်အနက်တိမ်နေတာကြောင့်နောက်ဆက်တွဲငလင်းတွေလှုပ်ရှားနေတာဖြစ်ပြီးအင်အားပြင်းထန်တဲ့ငလင်းကြီးလှုပ်ရှားတာကြောင့် ရွေးရှားသွားခဲ့တဲ့မြေသားတွေဟာပုံမှန်အနေထားကိုရောက်ရှိဖို့ပြုလုပ်ကြရသဖြင့်လဲနောက်ဆက်တွဲမျက်လင်းတွေလှုပ်ရှားနေတာဖြစ်တယ်လို့လဲမိုးစကားကဆိုထားပါဗျ။ ငရေတဲ့ဆူနာမီဟာဘယ်ချိန်ဘယ်နေရာမှာလှုပ်ရှားမလဲဆိုတာကိုဒီနေ့ချိန်ထိကမ္ဘာပေါ်မှာဘယ်နိုင်ငံကမှတိတိကျကျကြိုတင်မခန့်မှန်းနိုင်တဲ့သဘာဝဘေးတွေဖြစ်တဲ့အတွက်လည်းတစ်ခါတည်းရလူမှုကွန်ရက်မှာဘယ်ချိန်မှာအင်အားဘလောက်နဲ့ငလျင်လှုပ်မယ်ဘယ်ချိန်မှာတော့ဆူနာမီဖြစ်ပေါ်နိုင်တယ်ဆိုတဲ့သတင်းတွေတွေ့ရင်တော့ချင်းချိန်ပြီးယုံကြည်တဲ့အကြောင်းနဲ့သက်ဆိုင်ရာမူလသားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဖုန်းနံပါတ်ဖြစ်တဲ့ ့3963 0411 669နဲ့3963 0411253ကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်းမိုးစလာကထုတ်ပြန်ထားပါတယ်ရှင်။ဒါအပြင်မူလဝတ္တုတေတီအွန်လိုင်းကလည်းအပိလာ9ရက်ညနေ4:20မိနစ်အထိနောက်ဆက်တွဲငလျင်လှုပ်ပြီးတဲ့ကြင်ရီဟာ364ကြိမ်ရှိပြီဖြစ်တယ်လို့ဆိုပါရယ်။နောက်ဆက်တွဲငလျင်လှုပ်ခတ်တာ364ကြိမ်အတွင်းမှာပြည်ယာ9နဲ့အထက်လှုပ်ခတ်တဲ့ကြိမ်ရီက10ကြိမ်မပြည့်ပါဘူး။ မတ်လ28ရက်ငလျင်ကြီးလှုပ်ပြီးချိန်7နာရီမိနစ်50ကနေ29ရက်နေ့မနက်6နာရီတိနောက်ဆက်တွဲငလျင်လှုပ်ခတ်တဲ့အချိန်90ချိန် မတ်လ29ရက်မနက်6နာရီကနေ30ရက်မနက်6နာရီထိနောက်ဆက်တွဲငလျင်လှုပ်ခတ်တဲ့အကြံရေ83ကျင်းမတ်လ30ရက်မနက်6နာရီကနေ31ရက်မနက်6နာရီထိနောက်ဆက်တွဲငလျင်လှုပ်ခတ်တဲ့အကြံ54ကျင်းမတ်လ31ရက်မနက်6နာရီကနေဧပယ်1ရက်မနက်6နာရီထိနောက်ဆက်တွဲငလျင်လှုပ်ခတ်တဲ့အကြံ38ကျင်းဧပယ်1ရက်မနက်6နာရီကနေဧပယ်2ရက်မနက်6နာရီထိနောက်ဆက်တွဲငလျင်လှုပ်ခတ်တဲ့အကြံ30ကျင်းဧပယ် 2ရက်မနက်6နာရီကနေအေပယ်3ရက်မနက်6နာရီထိနောက်ဆက်တွဲငလျင်လှုပ်ခတ်တဲ့အချိန်ရေ25ချိန်အေပယ်3ရက်မနက်6နာရီကနေအေပယ်4ရက်မနက်6နာရီထိနောက်ဆက်တွဲငလျင်လှုပ်ခတ်တဲ့အချိန်ရေ25ချိန်အေပယ်4ရက်မနက်6နာရီကနေအေပယ်4ရက်ညနေ ၄နာရီမိနစ်20အထိနှက်ဆက်တွဲငလျင်လှုပ်ခတ်တဲ့အချိန်ရေ20ချိန်ဖြစ်တယ်လို့သိရပါဗျ။ဆက်လက်ပြီးတော့လည်းသခိုင်းကမြက်ကိုပိုင်းချောင်းအဆောင်အောက်ကမူဂျိုကလေး၃ရောက်ရဲ့ရုပ်လောင်းထုတ်ယူပြီးတော့မိသကြိုပေးလိုက်တဲ့အကြောင်းဖော်ပြပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့ကမြက်ကိုပိုင်းအထက်တန်းချောင်းငလျင်ချောင်းပြိုကျတာမှအဆောင်အုံပြီးလို့တင်ဆုံသွားတဲ့မူဂျိုကလေးရဲ့ရုပ်လောင်း၃ခုကိုရှာဖွေတွေ့ရှိခဲ့လို့ထုတ်ယူပြီးတော့မိဘတွေရဲ့ခွင့်ပြုချက်ယူကမိသကြိုခဲ့တယ်လို့ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့သူတွေကသိရပါဗျ။ ။ဧပြီလ၄ရက်ည၁၀နာရီချိန်မှာတော့အသက်၄နှစ်ကျော်ယောက်ျားလေးတဦးည၁၂နာရီ၄၅မိနစ်ခန့်ကအသက်၄နှစ်ခန့်မိကလေးငယ်တဦးနဲ့ဧပြီလ၅ရက်နေ့မနက်၁နာရီ၁၀မိနစ်ခန့်ကအသက်၃နှစ်အရွယ်ယောက်ျားလေးတဦးရဲ့ရုပ်လောင်းလေးကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံလူမှုကွန်ရက်အဖွဲ့မော်ရွာကထုတ်ပြန်ထားတာတွေ့ရပါတယ်။ရုပ်လောင်း၆ခုရှိတဲ့အထက်ကနေမူဂျိုចောင်းသူចောင်းသား၃ယောက်ရဲ့ရုပ်လောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီအလရန်ကြောင်းပြိုကြတာကြောင့်ကလေး6ယောက်လူကြီး9ယောက်စုစုပေါင်း73ယောက်တင်ဆုံးပြီးတော့၃ဦးကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကုညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ထံကသိရပါပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းပြိုကျလာနိုင်တဲ့ကြောက်တက်တာအမြင်ရှိတဲ့ကြောက်တုံးကြီးကိုဖောက်ခွဲဖြက်စီးမှဖြစ်လို့အနည်းတဝိုက်နေထိုင်တဲ့သူတွေကိုနှစ်ရက်အတွင်းမှာယာယီရွှေ့ပြောင်းဖို့ကြေညာထားတဲ့အကြောင်းဖော်ပြပေးပါမယ်။ မန္တလေးတိုင်းဒေသကြီးကြောက်စင်မြို့နယ်စူကြီးရွက်ွက်ရွှေသားလျောင်းတောင်ပေါ်မှာရှိတဲ့ကြောက်တစ်တာမြို့ရှိတဲ့ကြောက်တုံးကြီးကတော့ငလျင်တန်ကြောင့်ပြိုကျမဲ့အနေအထားမျိုးဖြစ်ပေါ်နေတဲ့အတွက်အစောပိုင်းကြောက်တုံးကြီးကိုဖောက်ခွဲဖျက်ဆီးမှဖြစ်တာကြောင့်ဒီတောင်အနည်းတဝိုင်းနေတဲ့ဒေသခံတွေယာယီရွှေပြောင်းထွက်ခွာဖို့ကျောင်းဆက်ခရိုင်တဘာဝပင်စီမံခန့်ခွဲမှုအဖွဲ့ကအေပယ်၃ရက်မှအတည်ပြုကြေညာပါတယ်။ဒီကြောင်တုံးပြိုကျလာရင်တော့ အနည်းတွိုင်းနေဒေတာကန်တွေရဲ့အသက်အိုးအိမ်စီးစိမ်ကို ဆုံးရှုံးထိခိုက်နစ်နာစေမဲ့အခြေအနေဖြစ်ပေါ်နေရှိတာကြောင့်ကျောက်ဆယ်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကရာဇဝတ်ကျင်ထုံဥပဒေပုံမှ144အရဒီအန်ရရှိတဲ့နယ်မြေအတွင်းလုံးဝလုံးဝဖျက်ဆီးသွားလာနေထိုင်ခွင့်မပြုတဲ့ကြောင့်တားမြင့်မိန်ကိုအပယ်၃ရက်နေမှထုတ်ပြန်ထားခဲ့ပြီးတော့ဒေတာကန်တွေအနေနဲ့အမိန့်ထုတ်ပြန်တဲ့နေ့က၂ရက်အတွင်းမှာယာယီရွှေ့ပြောင်းပေးရမှာ ဖြစ်တယ်လို့သိရပါဗျ။ ကန့်သက်ထားတဲ့အန်နီရှင်ဆောင်ဖြစ်နဲ့စူးကြီးရွက်ရွှေသားလျောင်းတောင်ရဲ့မြောက်ဘက်မှာရှိတဲ့လေးမျက်နှာဖျားအရှိတ်ဘက်မှာရှိတဲ့ရွှေသားလျောင်းတောင်ကြီးတောင်ဘက်မှာရှိတဲ့ဇေလန်နဲ့အနောက်ဘက်မှာရှိတဲ့မင်းရဲမြောင်းစတာတွေပါဝင်တယ်လို့သိရပါတယ်။ဒီနန်နမိတ်ကိုတော့ကန့်သက်နေပြီတတ်မှတ်တဲ့စူးကြီးရွက်တောင်ကြီးအနီးနေထိုင်တဲ့ပြည်သူတွေကိုဝေဘူးကြောင့်ဆွန်လောင်းတမယုံကိုယာယီရွှေ့ပြောင်းပေးဖို့စီစဉ်ထားတဲ့ဒေသခံပြည်သူတွေကလည်းပြောင်းရွှေ့နေတဲ့အေပယ်၃ရက်နေ့မနက်ပိုင်းမှာအမဲထုတ်ပြီးအနည်းငယ်ဒေသခံတွေကိုပြောင်းရွှေ့ဖို့လိုက်လံဆ ော်ဩထားတယ်။၃ရက်နေ့မှစပြီးဒေသခံတွေပြောင်းနေ။ဧပြီ၄ရက်အထိပြောင်းဖို့အချိန်ပေးထားတယ်။ကြောင်တုံးဖောက်ခွဲ ဖြက်စည်းနေစဉ်အတွင်းမှာဒေသခံတွေရဲ့အသက်အိုးအိမ်စီးစိမ်ဆုံးရှုံးမှုမရှိစေဖို့လုံးဝလုံးဝကိုပြည်သူတွေအနေနဲ့ကန့်သတ်နေနေတွင်ဖြတ်သန်းသွားလာလို့မရအောင်တားမြစ်မိတ်ထုတ်ပြန်ပေးထားတာဖြစ်ပါတယ်လို့ကြောက်စံမြို့နယ်ထွေအုပ်တာဝန်ရှိသူကဆိုပါတယ်။ ဧပြီလ၄ရက်နေ့ပိုင်းမှာတော့ကြောက်တုံးကြီးကိုဖောက်ခွဲမဲ့ကြိုတင်လုပ်ငန်းဆောင်ရွက်မှုတွေကိုလုံဆောင်ရရှိရလို့သိရပါဗျ။ဒီကြောက်တုံးကိုဖောက်ခွဲဖြည့်ဆည်းပြီးအန်ရယ်ကင်းရှင်းချိန်ကထပ်မံအသိပေးထုတ်ပြန်မှာဖြစ်တယ်လို့အန်ရယ်ကင်းရှင်းချိန်နဲ့မှသာအန်ရယ်ဆုံးတတ်မှတ်နေမြေအတွင်းပြန်လည်ဝင်ရောက်ကြဖို့လဲနှိုးဆော်ထားတယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့မြန်မာငွေလင်းအတွက်ဒေါ်လာ9တန်းကိုအမေရိကန်ကထပ်မံပေးရတဲ့အကြောင်းဖော်ပြပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့မြန်မာငွေလင်းဘေးအတွက်စိတ်မကောင်းတဲ့အကြောင်းနဲ့အကူအညီအထောက်ပံ့နေပေးသွားမယ်လို့ကြေပြုတ်ထားတဲ့အတိုင်းပဲနောက်ထပ်ဒေါ်လာ9တန်းထပ်မံထောက်ပံ့မယ်လို့ရန်ကုန်မှာရှိတဲ့မြန်မာတန်ယုံကအေပယ်လ9ရက်နေ့ပိုင်းမှာထုတ်ပြန်ကြေညာသွားပါတယ်။မတ်လ28ရက်ငွေလင်းတန်းကြောင့်မြန်မာနိုင်ငံအတွင်းသေဆုံးပျက်စီးမှုအလွန်များပြားလာတဲ့အတွက်မတ်လ31ရက်နေ့ကဒေါ်လာ2တန်းထောက်ပံ့ခဲ့ပြီးတော့အေပယ်9ရက်မှာအမေရိကန်ဘေးအန်နဲ့ကျွမ်းကျင်ပညာ များရှင်နေရဲ့ကနအူအကဲဖြတ်ဆန်းစစ်ချက်အရာငလင်းတန်းကုညီရေးအဖွဲ့တွေထံကိုနောက်ထပ်ဒေါ်လာ9သားဖို့ရှိတဲ့အထောက်ပံ့တွေကိုထပ်မံပေးအပ်သွားမယ်လို့ရောင်းမာရှိတဲ့အမေရိကန်တန်ယုံကထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်